ဂျက်ကူကီယောသို့မဟုတ်အာဆင်နယ်တို့အယောင်စင်းတဲ့ကရွှေအာဆင်နယ်အယောင်စင်းတင်တဲ့ကစားသမားတွေကြည့်လိုက်ရင် ခီဘီယောအမြဲတမ်းပါတယ် ဒါပေမဲ့ဈေးကအများကြီးရလာဆိုတော့အများကြီးမရဘူးလိုချင်တဲ့အသင်းတွေကတော့ဝိုင်းဝိုင်းလည်နေရပဲလာပြီးနှိုက်ကြတာအောက်ကြီးနဲ့ဒါပေမဲ့အိုက်တာကတော့အများကြီးမရမဲ့အတူတူတော့အသင်းရဲ့ squad တက်ပဲဒီကစားမောက်ကြံခဲ့တဲ့ဆောင်းစည်းကွက်မှာတော့ငါဆက်ပြီးတင်ထားခဲ့ကျွန်တော်တို့ Real Madrid နဲ့ quarter fight နဲ့မကန်ခင်မှာတင် Gabriel Magalhae ယာတီကုန်ဒီနားတဲ့တကောက်ကြောတန်ရရသွားတွားပြီလို့ဆာလီဘာနဲ့ Gabriel Magalhae စင်တာဘက်အထိုင်ကလုံးဝဖြတ်လို့မရတဲ့အထိုင်အကယ်၍အဲ့နှစ်ယောက်ထိကတယောက်ကိုအောက်ပြီး ခီဗီယိုကိုထည့်သုံးမယ်ဆိုရင်အိုက်တာဝိုင်းဆဲကြမှာဘာကြောင့်လဲမတက်တာလုံးတဲ့အခြေအနေကြောင့်သာခီဗီယိုကိုသုံးလိုက်ရတဲ့အနေအထားဘသူမှခီဗီယိုရောဒီလောက်ကြီးလုံနိုင်လိမ့်မယ်မထင်နာခဲ့ဘူးဒါပေမဲ့အဲ့ဒီအချိန်မှာခီဗီယိုဆာလီဘာအထိုင်ကရီယယ်မက်ဒရစ်ကိုနှစ်ကျော်သလုံးအနိုင်ယူပြီးတော့စီးဖိုင်ကိုပို့ပေးလိုက်တဲ့အခါမှာတော့ဟာခီဗီယိုကတွားရှုပ်လို့မရတော့ဘူးဆိုတဲ့အမြင်နေပြောင်းလဲလာတယ် ဒါကအာဆင်နယ်ဖန်တွေမှာမဟုတ်ပြိုင်မဲ့ဖန်တွေအမြင်မှာအဲ့လိုမျိုးအဲ့တချိန်လုံးကအီတလီကလပ်တွေဘာကြောင့်အောက်ကျင်းတဲ့ဒီကစားမောက်မကြာခဏလာပြီးတော့ဆွဲဆောင်ပြီးတော့အသင်းကိုကမ်းလှမ်းမှုတွေလုပ်ခဲ့လဲဆိုတာကအဲ့မှာပိုတီရှယ်တွေအများကြီးရှိဆိုတာသူတို့သိကျွန်တော်တို့လည်းတချိန်လုံးကခီဗီရောကောင်းလာနိုင်ချေရှိရလို့တော့ခံစားမိဒါပေမဲ့ကိုတွေကတိုက်တဲ့ challenge ဗျာအများနဲ့ title rate မှာသွားနေတာဒီလိုကစားမမျိုးတွေကိုကဲမင်းဝင်ဆော့ကွာဘလို့ရလက်ဖြစ်ဖြစ်အဆင်ပြေဆိုပြီး polish တွေမှာကျွန်တော်တို့မှာအချိန်မှမရှိတာ bro ရဲ့ အဲ့ဆို Gabriel Saliba တခါလာလဲ Gabriel Saliba ဒါပဲသုံးရမှာနောက်ဆုံး Carabao တို့ FA Cup တို့မှာ Kibio ကိုထည့်သုံးမယ်ဆိုရင်တော့မှထည့်သုံးလို့ရတယ်ဆိုပေမဲ့အမှားရမခံတဲ့အစ်စ်နေမှာဆိုရင်ဒီဘဟုခံစစ်ကိုပဲကျွန်တော်သုံးသွားခဲ့တာအဲ့တော့ Kibio ဘာကြောင့် Arsenal fan တွေရဲ့ယုံကြည်ကိုးစားမှုမရခဲ့လဲအကယ်၍တမိုင်းကြောင့်ပြန်ကြည့်မယ်ဆိုရင်တော့သူမဖြစ်ထုံးခဲ့တဲ့လက်ဘက် position မှာလက်ဘက်မှာလူတွေအများကြီးရှိတာမှန်တယ် ဒါပေမဲ့တကယ်ကြီး quality မြင့် player ဆွဲထုတ်လိုက်မယ်ဆိုရင်တော့ပြီးပြည့်စုံပြီးလက်ရှိချိန်မှာပွဲထွက်ခွင့်ရသေးတာက Louis Kelly ဆိုတဲ့16နှစ်ရွယ်ခြားတိတ်လေးပဲရှိတယ်။ဒီခြားတိတ်ကိုဘာကြောင့်ခီပြီးရောကြော်ပြီးပွဲမထွက်နိုင်တာလဲ။အဖြေအားရှင်းတယ်။အဲ့ဒီခြားတိတ်လောက် strong ဖြစ်လို့အဲ့ဒီခြားတိတ်လောက် dribbling ကောင်းကောင်းနဲ့အရှုပ်မတင်နိုင်လို့အဲ့ဒီခြားတိတ်လောက် impact ဝင်စောတဲ့ IQ မဖြစ်ထွန်းလို့ပုံပွင့်လင်းလင်းပဲ။ဒါကြောင့်မို့အဲ့ဒီ level position မှာသူ fade သွားခဲ့တယ် ဒါပေမဲ့ဒီကောင်းကိုဘယ်နေရာမှာသုံးမလဲအိုက်ဒါပြန်ပြီးတွေးတဲ့အခါမှာအိုက်ဒါမှာအဲ့ညင်တစ်ခုရှိတယ်ပိုဇီရှင်တွေ switch ချိန်ပြီးသုံးတာသူတော်တော်လေးကောင်းတယ်ကေဗီရလုံးဝသုံးလို့မရဘူးဆိုတဲ့အခါမှာအိုက်ဒါတွေးတာကဒီစင်တာဘက်ဘဟုအထိုင်မှာဘသူ့ကိုသုံးမလဲကျွန်တော်တို့လည်းလိုက်ပြီးတွေးရပါလေဘန်ဝါကြီးဆော့လို့ရတယ်ထရမာဝင်ဆော့လို့ရတယ်နောက်ဆုံးကာလာဖျူရီဝင်ဆော့လို့ရတယ်ဒါပေမဲ့ဘန်ဝိုက်နဲ့ကာလာဖျူရီဒီကြန့်ခိုင်မှုဒီဒါဒဏ်ရာဒီဒါရဖယ်လိုက်ရတယ်ထရမာတယောက်ပဲရှိတယ်ဒါပေမဲ့ဒီနေရာကိုတင်မအောင်ပဲသုံးတော်မလဲ ညာဘက်ချက်မှာ OD ကက်စာကတင်ပါထရိုက်ကယ်ကပိုဇီရှင်မိနေပြီအဲ့ဒီ frame ကိုဖြတ်ပြီးတော့စင်တာဘက်မှာမထားတော့အဲ့တော့ Kibio တီတူးတဲ့သောရွေးချယ်ရင်စရာပဲဇင်းကြီးတော့မထားဘူးကျင်းသေးတယ်အဲ့တော့ Kibio Saliba အထိုင်ဟာနောက်တစ်ဆင့်ကိုပို့ပေးသွားတယ်အာဆင်နယ်အသင်းလည်း Champions League semi-final ရောက်ဒီကစားသမားလည်းတံပိုးတက်သွားတယ်အခုဆိုလို့ရှိရင်သူ့လိုချင်တဲ့အသင်းတွေကအီတလီကလပ်တွေတည်းမဟုတ်တော့ဘူး Premier League အသင်းတွေလည်းရှိလာခဲ့ပြီအလဲလဲအသင်းတစ်သင်းမှဆိုရင် Kibio တီ စိတ်တိုင်းကြပုံမှန်ပေါ်ထွက်ခွင့်သာရမယ်ဆိုရင်အခု Crystal Palace ရဲ့ကောင်းလာပါဆိုတော့ Matt Quay Hero လို့ကစားသမားမျိုးတွေတန်ကြီးမြင့် player ဖြစ်လာနိုင်တယ်ဒါသူနဲ့ပတ်သက်ပြီးအရန်ဟာကြီးပြောတာမဟုတ်အရက်6ပေ2လက်မှဗျာကာလိုအဆလော့တီကဒုတိယအကြော့မှာခီဗီယိုနဲ့ဆာလီဘာဘိုခန်စစ်ထိုင်ထားတဲ့ပနတီဘောက်စ်ထဲကိုမိုးရွာတယ်လို့မျိုးလောင်းပွဲတောက်ရှောက်ရိုက်တင်တာတကောင်ကောင်အမားလုလိမ့်မယ်ဆိုတဲ့ရီမန်းချက်မျိုးနဲ့ပြီးတော့သူတို့ကစားသမားကြီးလည်းအဲ့ဒါကိုအဆုံးတတ်နိုင်မယ်ဆိုတဲ့အနေထားမျိုးနဲ့ဒါပေမဲ့တီတီငြိမ်ပဲဒီစင်တာဘက်အထိုင်က ခေါင်းတိုက်ပြီးရှင်းထုတ်ပါတယ်တချို့ပါတီတို့လူးစကယ်လီတို့ရိုက်တို့ခေါင်းတိုက်ပြီးဝင်ရှင်းထုတ်တဲ့အပိုင်းလေးရှိပါတယ်ဒါပေမဲ့တကယ် main duty ဖြစ်တဲ့သူတို့ကတော့အမှားရမရှိလုံသွားတယ်တချို့နေထားမှဆိုရင်လူကာပြီးတော့တောင်မှ MBP စီကဘောလုံးပြန်ဆယ်သွားတာမျိုးတောင်ရှိတယ်ခီပြီးတော့လုံးဝပွဲကိုမရှိဘူးနော်ကျွန်တော်ကတော့ဒီလောက်ကြီးအဆင်ပြေတာလိမ့်မယ်တောင်မထင်တာဘူးဒါပေမဲ့ဒီပိုလန်သားကတော်တော်အဆင်ပြေတာအဆင်ပြေမှာပေါ့ပိုလန်မှာသူကဘ ਹੁ ခံစစ်ဆော့ရတာအာဆင်နယ်မှာသာအဲ့ဒီလက်ပတ်ဒီမှာထွက်ဆော့ပြီးတိုင်ပတ်နေအဲ့ဆို ကျွန်တော်ဆုံးတော့ပြောလို့ပဲလက်ဘက်မှာလူတွေတပုံရှိရဆိုပေမဲ့သူ့အနေနဲ့ဆိုရင်အဆင်ပြေခဲ့တာမဟုတ်ဘူးဒါပေမဲ့ဆာလီဘာနဲ့တွဲဆော့တဲ့အခါမှာသူအဆင်ပြေခဲ့ဒီနေရာမှာဆာလီဘာကိုလည်းချီးကျူးရမယ်ပြင်သစ်အသင်းကြီးမှာဆာလီဘာသွားဆော့လို့ရှိရင်သူ့ဘေးနားမှာကိုနာတေးလို့အခြားကစားသမားတို့စင်တာဘက်ဘဟုခန်းစစ်ကစားသမားက45မိနစ်ကိုတယောက်ပြောင်းနေတာအဲ့ဒါလို့သူရောင်းကိုတွဲဆော့ရယ်နော်အခုလေခီဘီယောနဲ့တွဲဆော့ရမယ်ဆိုတော့ okay ရောင်းကိုတွဲခေါ်တယ်ခီဘီယောဒီ ်ဆာလီဘာလောက်တော့ quality တက်မလာသေးဘူးဒါအမှန်တရားပဲဒါပေမဲ့ခီဗီယောအတွက်တချို့ပိုင်းဒီမှာခါပြီးတော့ဆာလီဘာဖြည့်ဆော့ပေးသွားတယ်အဲ့အတွက်လည်းဆာလီဘာသာဒုတိယကျောအမှားယူတချို့ရှိခဲ့ပေမဲ့ခီဗီယောကကောင်းကောင်းခြေစွမ်းပြနိုင်ခဲ့တယ်ချန်ပီယံလိတပတ်တာအကောင်းဆုံး7ယောက်စင်းထဲမှာဒီကလန်ရိုက်နဲ့ခီဗီယော2ယောက်ထဲပဲပါသွားခဲ့တာတော်တော်ကြီးဟိုမှာကောင်းတဲ့ performance ကျွန်တော်ကတော့ ဖြီဖြီယောတော်တော်လေးသဘောကျနေအဲဒီနေရာမှာတစ်ခုရှိတယ်အသက်25နှစ်ရပိုလန်သားဗျာအာဆင်နယ်တင်းမှာတပည့်ရဲ့လောက်ခလာစားကပေါင်း9800အဲ့ဒါအ ਨੇ ဆုံးပဲအာကြီးမှာလောက်ခလာစားအ ਨੇ ဆုံးကစားသမားဟိုကလေးနှစ်ယောက်ကတော့ထည့်ပြောတယ်ဟိုကလေးနှစ်ယောက်ကတယောက်ကပေါင်း4000တယောက်ကပေါင်း6000အဲ့နှစ်ယောက်ကတော့ထည့်ပြောနေအကယ်ဒမီထွက်တည်းရသူ့ထက်နဲတာဆိုလို့ပေါင်း9000ရတဲ့နတ်တိုအငှားခေါ်ထားခဲ့တဲ့ကိုသမားသူပဲရှိတော့တယ်ဒါကအငှားကစားသမားအဲ့ဆိုတရဝင်းအသင်းရဲ့စာချုပ်ထုတ်တဲ့ကစားသမားစီးနေမှာဆိုရင်ခီဘီယောကစာချုပ် 2028ခုနှစ်တိရှိမယ်လောက်ခါစားအနည်းဆုံးပဲစပစီယာတင်းစီရတယ်ကျွန်တော်တို့ခေါ်ခဲ့တဲ့ UO 25တန်းဆိုတာလက်ရှိချိန်မှာဈေးကွက်တန်းကြီး UO 22တန်းပဲရှိရတဲ့အတွက်ညီလေးချစ်ကြီးလေးနဲ့ဘာညာလာကြီးပြိမယ်ဆိုတော့ UO တန်းဆုံးလက်တော်ထိကျွန်တော်တို့ပို့ရဖို့မရှိဘူးအဲ့အတွက် IDA ကတော့ရောင်းမယ်လို့မထင်ဘူးဒီစားမောက်ဆက်ပြီးထိန်းထားနိုင်လေဒီစားမောက်ရဲ့လက်ရှိချိန်မှာတော့ကော်ဖီနဲ့ရှိသွားလောက်ပြီတကယ်ရှိသွားလောက်ပြီဘာကြောင့်လဲဆိုတော့ဒီစားမောက်အနေနဲ့ဆာလီဘန်နဲ့တွဲဆော့တဲ့အခါမှာဒီလိုမျိုး ပထမအကြော့မှာတော့ကလင်းရှစ်ရခဲ့လို့ဒုတိယအကြော့မှာလည်းအနိုင်ယူနိုင်ခဲ့တဲ့ real လို့အသင်းမျိုးကိုတော့မှလုံနိုင်တယ်ဆိုတဲ့ confidence ကတော်တော်လေးရှိသွားပြီပြီးတော့လေယာတီကုံအထိ gavier နာတာဖြစ်တဲ့အတွက်အဲ့သူ့ရဲ့အပိုင်စားတနေရာဖြစ်သွားပြီလာမယာတီမှာ gavier နဲ့သူနဲ့နေရာရှင်လူလို့ရတယ်ဆိုတဲ့ message မျိုး ida ပေးနိုင်မယ်ဆိုရင် cda ကလည်းမဟုတ်ကြိုက်တဲ့ထိတ်တဲအသင်းလာပြီးကန်လန်ဒီဘဲထွက်မှာမဟုတ်တော့ဘူးအာဆီနယ်မှာစပီးနေတော့ဦးများတယ် ဆိုတော့ဒီပိုလန်သားကအာဆင်နယ်မှာဆက်နေမယ်ဆိုရင်စင်တာဘက်ကစားသမားတဦးထပ်ဝင်မယ်အာဆင်နယ်ရဲ့ဘတ်ဂျက်ကခြွေတာလို့ရသွားမယ်ထိတ်တန်းတိုက်စစ်ထိတ်တန်းတောင်ပန်းထိတ်တန်းကွင်းလက်ခန်းစစ်ကစားသမားဂိုးသမားဝယ်လို့ရသွားမယ်ဒါနော်ဒါအာဆင်နယ်ရဲ့အပိုင်းအဲ့တော့ဒီကစားသမားတော့ရောက်ရောက်ချင်းယာတီမှာတော့ရှစ်ပွဲပဲဆော့ခဲ့ရတယ်အဲ့တော့2023စောင်းစည်းကွက်မှာတော့ကကြံခဲ့တဲ့နှစ်တုန်းက32ပွဲ ဒါပေမဲ့78ပွဲပဲပွဲထွက်ကစားခွင့်ရခဲ့တယ်။တကိုးသွင်း၃လုံးဖန်တီဒီယာဒီမှာ22ပွဲကစားခွင့်ရတယ်။ဒါပေမဲ့တကယ်ပွဲထွက်ခွင့်နာက73ပွဲတည်း2လုံးဖန်တီခီဗီယောတော်တော်လေးကောင်းလာတာ။အဲ့ဆိုလာမဲ့ PSG အသင်းနဲ့ပွဲစဉ်မှာဆိုရင်ခီဗီယောဆာလီဘာအထိုင်ရဲ့ဘယ်ဘက်ချမ်းမှာလူးဝစ်ကယ်လီညာဘက်ချမ်းမှာဂျူရီယန်ချမ်းမှာဒီခန်းစစ်၄ယောက်တမ်းပဲလာအောင်ပါပဲ။ကိုင်းလေပါတီနီယာထွက်အခြား option တခုတော့အိုက်တာစဉ်းစားသွားနိုင်တယ်။အကယ်၍များထင်ပါထည့်ပြီးသုံးတာဖြစ်ဖြစ်လူးဝစ်ကယ်လီတက်ပြီးသုံးတာဖြစ်ဖြစ်ဘန်ဝိုက်နဲ့ကာလာဖီယူရီကလည်း ဲ့အချိန်မီပြန်လာနိုင်ဖို့ရှိတယ်။တေချာတကွာစင်တာဘက်အထိုင်ကဒီနှစ်ဦးပဲပြန်သွားအောင်မှာပဲ။ခီဘီရောဘလူးမမထင်ထားတဲ့အနေထားနဲ့အသင်းရဲ့အဓိကအမတူဖြစ်လာခဲ့တာ။သူ့အကြောင်းပြောမယ်ဆိုရင်ကျွန်တော်ညီကိုမှတ်မိလားမသိဘူး။အရန်ကမှခုနှစ်ပွဲလောက်ထိုင်ခဲ့ရတဲ့ကာလရှိတမိနစ်မှဝင်မကစားခွင့်ရပဲနဲ့ကျွန်တော်ဗျာចောင်းသားဘွားမှာဒီចောင်းဘလုံးပွဲတွေသွားပြီးကန်တဲ့ခါကျရင်ကို့ဘော်ရာတွေကဝင်ဆော့ပြီးကိုကဂျာစီဘေးနဲ့မှဝတ်ပြီးတော့အရန်ကမှထိုင်ဆောင်နေတဲ့ feeling ကပွဲပြီးသွားရင်မကျေနပ်ဘူး ရှင်ထဲမှာဘလူးမှနေမတော့အသင်း90ဖြစ်သည်ရှုံးသည့်ဖြစ်သည်ကိုလည်းဝင်ဆော့ကျင်တာပဲအဲ့လိုပလေယာတူအိုင်ဒီယာစကားကိုနားထောင်ပြီးတော့စောင်းစည်းခွက်မှာအသေးမပြောင်းမင်းနဲ့ဆက်နေခဲ့တယ်တကယ်လဲစကွတ်တက်တက်လက်ရှိချိန်မှာအသုံးဝင်သွားတယ်အကယ်၍စောင်းစည်းခွက်မှာတော့ခံစည်းစားမှမဖြစ်ပေတဲ့ KBO ကိုရောင်းခဲ့လက်ရှိချိန်အဲ့နေမှာဘသူဝင်ဆော့တယ် KBO ထက်ကောင်းတာဖြစ်ကောင်းဖြစ်နိုင်ရင်ပဲအခုအနေထားကတော့ကျုံ့အတွက်ပို့ပြီးစိတ်အဖြစ်ဆုံးပဲ အဆင်ပြေဆုံးပဲအဲ့တော့တစ်ချိန်တော့အမားတွေရှိခဲ့တဲ့ဆိုရင်လက်ရှိချိန်မှာကောင်းကောင်းတင်ယူပြီးတိုးတက်လာခဲ့တဲ့ခီဘီရောကလည်းဆာလီဘာရဲ့အကူအညီပါလို့ဆာလီဘာလည်းတက်တောင့်တက်တာနဲ့ဘေးသားမှာတဖြည်းဖြည်းပိုတရှယ်မြင့်လာတဲ့ပိုလန်သားတစ်ယောက်ကိုပိုင်ဆိုင်လာတယ်တင်တယ်ဂေဗီယေကတော့သူ့ရဲ့မိသားစုနဲ့အတူတူဘောလုံးမွေးတွေကြည့်နေပျော်ရွှင်နေတယ်ဟိုတနေ့ကရီယိုကိုနိုင်သွားတဲ့ပွဲစဉ်မှာဆိုလည်းအတူတူအောင်ပွဲခံကြတွေ့တယ်သူလည်းခီဘီရောတော်တော်လေးသဘောကျနေပါပါတခါကြောက်လဲကျွန်တော်စိုးစကားတစ်ခုရှိသူပေါ့တယောက်ခက်ခဲဖြစ်သွားတဲ့အခါမှာတယောက်တော်တော်အခွင့်အရေးဖြစ်သွားလိမ့်ရှိတယ် အဲ့ဒီအတွက်အခွင့်အရေးကိုစဉ်ညံ့ခံပြီးတော့ဇွန်းတဖိနဲ့စောင့်နေခဲ့တဲ့ခီဗီယောကတော့ဒီကွန်ပျူဗီဒီယိုထက်အများကြီးပိုပြီးထိုက်တယ်လို့ကျွန်တော်ပြောချင်ပါတယ်ခီဗီယောအတွက်ဒါကတော့ကျွန်တော်ရဲ့ကွန်ပျူဗီဒီယိုတစ်ပုဒ်ဖြစ်ပါတယ်အဆုံးထိကြည့်ပြတဲ့လဲအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာဒီစီဇန်လေးကိုဒီကောက်ညီပတ်ဝန်းပြီးတဲ့ရှူဘောလုံး online agent ကို အများကြီးကျေးဇူးတင်ပါတယ်အမဆုံးမယ်ဆိုတော့ Viber ဖုန်းနံပါတ်တို့ညာကို6016633936ဆက်သွယ်ပြီးတော့ဝန်ဆောင်မှုအပြည့်ဝရရမယ်ဖြစ်လို့ငွေပုံငွေချက်ရှိမှဘောလုံးပွဲတွေလောက်မှာဘောလုံးပွဲတွေလုံးဝမလောက်တက်ဆိုတော့ YouTube မှာကိုတပ်ပေါ်ပေါ်ရှိုးရရှာပြီးကျွန်တော်အားပြုလို့ရပါတယ် Viber ခွင့်ရှိကို Sport Internet 93လုံးမြတူကိုကစားလို့ရနေပါပြီခင်ဗျာအများရန်ဒီလိုသတင်းတွေလုံနိုင်အောင်နောက်ွယ်နေပတ်မှုပြီးတဲ့ရှုဘောလုံးလည်းကျေးဇူးတင်ပါတယ်အဲ့တော့ညီကိုတွေဘောလုံးပွဲလောက်မယ်ဆိုရင်တော့အဲ့မှာလောင်းမှုအားလုံးကိုလည်းအကြံပြုပါတယ်ခင်ဗျာ